ဟယ်လိုအားလုံးပဲမင်္ဂလာပါချစ်တို့ရေမောင်ကပထမစီစဉ်ရစနေနေ့သွန်သေးပေါင်းတော့ကျုပ်သွားမှာပေါ့နော်တက်လှမယ်ဆိုကိုတိုင်ကိုကြသွားလူကိုအစီအစဉ်ဆွဲထားပါတယ်ဒါပေမဲ့မောင်ကတို့ရဲ့တဝုံးခွဲအကိုဆိုပြီးမှမော်လမြိုင်သွားတိုင်းအများနဲ့တဲခဲ့တဲ့ဝုံးခွဲအကိုဆိုပြီးမှတဝုံးမဲ့ခွဲရဆိုပြီးအကိုရင်းသမျှချဲ့ရတဲ့အကိုတယောက်တောက်ကြနေရမော်လမြိုင်ကြီးရန်ကုန်အလဲလာခဲ့တယ်ပေါ့နော်အလဲလာခဲ့တော့ရုပ်တရက်ညလုံးစက်မရွေးချင်းကြီးကဆိုးရွားတဲ့အတွက် အကိုရဲ့ဆန္ဒတိုင်းမော်ဒမြာပြန်နေတယ်ဆိုလို့စနေနေ့မှာ market အရေးပေါ်အကိုမော်ဒမြာတော့ပြန်ပို့လိုက်တော့ပို့ပြီးတော့ချက်ချင်း market အလုပ်ရှိလို့တင်းငွေနေဒီနေ့ပြန်လာတော့ခကြီးကလည်းပြန်မှတော့ market ကအခုမှပဲ YouTube တန်းတိုင်းပေါ့နော်အဲ့တော့ market ရဲ့အစီအစဉ်တော့အလူအစီအစဉ်မဖြတ်ဘဲနဲ့ market ရဲ့အမကိုတွားပြီးတော့ကားနဲ့တွားပြီးတော့တက်လူပေးပါဆိုတော့အဲ့အခြေအနေလေးတင်ပြမယ်နော်ဒါကတော့ market တို့ market မွေးနေ့တုန်းကဖိတ်ရိုက်မွေးနေ့တွားတုန်းကရိုက်ခဲ့တဲ့ဖရားပေါ့နော်ဒါ market တို့လှူလာတဲ့ စကြင်ကြောက်စကြင်ကြောက်ဖရာရဲ့ပလင်ပေါ့နော်ပလင်မာကင်ပြောသလိုပဲဖရာရဲ့ပလင်ပေါ့ဖရာရဲ့ပလင်ကိုလက်ခ15သိန်းဆိုမာကင်တွင်းပြီးသွားပြီးတွင်းပြီးတော့ပစ္စည်းဘိုးဆိုပြီးတော့သွားလှူတယ်ပေါ့နော်ပစ္စည်းဘိုးသွားလှူတဲ့အခါမှာဒုတိယအခြေအနေတပြပါမယ်အခုလက်ရှိအချိန်ကဒီမှာပါရှင့်အဲ့တော့ပစ္စည်းဘိုးကလက်ခ၅၅လင်းတွင်ပြီးတဲ့အခါမှာဆရာတော်ကဒီပစ္စည်းဘိုးဆိုတာဒီဟိုဘီလက်မြေရွှေဈေးတွေပါလေအကုန်လုံးက၅သိန်းကျတယ်ပေါ့နော်၅သိန်းကျတော့မာကင်ကအမ၅သိန်း လှူခဲ့တယ်။လှူပြီးတော့အခုဘာလဲဆိုတော့စေးဘိုးစေးတုပ်ဆရာနဲ့ပတ်စံလက်ခမရှင်းရသေးဘူး။စေးတုပ်ဆရာအတွက်လက်ခမေးပြီးတော့မခင်စေးတုပ်ဆရာအတွက်လက်ခကိုတတ်တတ်သွင်းမယ်ဆိုတော့ပလင်ကတော့အခုပြီးဆုံးသွားပါပြီ။ဟိုလောလောဆယ်အခြေအနေရဆိုရင်လက်ခ15သိန်းရပစ္စည်းဘုံ9သိန်းရဆိုရင်20ဖျားကတော့35ဆိုတာ BC ကို55သိန်း။ဒါပေမဲ့ခုနကပြောလို့စေးတုပ်ကတော့ ကြားတလောက်ကိုနောက်တစ်ပတ်ကျရင်ဘလောက်ကြားလဲဆိုစေတုတ်ဆရာနဲ့စကားပြောပြီးတော့တွင်လာအရန်ကိုတပ်ပဲချင်းညို့ဘွယ်ကောင်းတဲ့ဖရာဖရာလည်းမျက်နှာမျက်နှာတော်တွေလည်းအကုန်လုံးဈေးချဲ့ပြီးသွားပါပြီဒီပလင်တွေကလည်းရွှေဈေးအကုန်ပြီးသွားပြီအခုစေတုတ်ကပဲကျွန်တော်အဲ့တော့အဲ့ဒီမှာငါးသိန်းတွင်းခဲ့တယ်တွင်းပြီးတော့ခါကြတော့ဒီမှာအခုပြလာတဲ့ပန်ကာအပေါ်ထဲမှာအပေါ်ထဲမှာအဲ့လိုပန်ကာတွေပန်ကာဘေးပတ်လည်မှာပန်ကာတွေစီဟိုတွေပေးအကွာပေးကွာရှိတော့မခင်ကဆရာတော်ဖရာအောက်ထပ်မှာပေါ့နော်မခင်တို့အဲ့ဒီမွေးနေ့အလှူသွားတော့က ခဏလေးသမင်းစားတဲ့အချိန်မှာပူတော့ဆရာတော်ဘုရားအောက်ထပ်အပေါ်ထပ်ပန်ကလှူတာဘလောက်လဲသူသူများလှူတာပါနော်အဲ့ဒီတော့ကတကာမကြီးတဲ့20တဲ့ဆိုအဲဆိုမဟိုရင်တပြေတော့လှူခြင်းနဲ့ဒီပလင်ကိစ္စပြီးတပြေတော့လှူမယ်လို့ဒါမဲ့အခုတပြေတော့လှူတဲ့ဟိုကိုလှူတဲ့အခါကြာလို့ရှိမော်နော်ကိုလှူတဲ့အခါပန်ကား20ကြောချင်းကြော်ရမယ်ပတ်လဲဆိုတော့တပတ်ပတ်လဲဆိုတော့20ကြောချင်းကြော်မယ်ဒါမဲ့တပြေတော့ဘလောက်ကြကြလှူပေးမယ်နော်ဆိုအဲ့ဒီပန်ကားအတွက်ကိုမာခင်က2သိန်းမတီးခဲ့ပါတယ်အဲ့တော့အလှူရှင်ကတော့ဒီမှာအဓိက main လှူရှင်ကတော့ဒီမှာ နှစ်ဦးတော့ရှိတယ်တသိန်း2ဦးရှိတယ်ပေါ့နော်ဒီပလင်ရွှေစည်းအလှ9သိန်းမှာတော့ပါဝင်တဲ့လူကတော့ကွယ်လွန်ခြင်းမိခင်ကြီးဒေါ်အေးစန်းကိုရည်စူးပြီးတော့တမီမဝင်တော့မိသားစုချက်နေပြီးတော့တသိန်းဒေါ်မမုတ်ခင်ရဲ့ခွန်ရသားမြ4သိန်းဖြစ်သွားတယ်ဒီမှာ9သိန်းမတည်တယ်ဒီမှာမမရေးတဲ့တမီကတော့တသိန်းထပ်လုပေးပါအောင်ရွှေကိုရင်းဒီညီမလေးဆိုလို့ရှိရင်မိခင်ကြီးကရည်စူးတာလဲပန်းဝင်းတောင်းက ဂျိုးခင်ဖျားမှာလည်းဖျားသုံးစုကြောက်စိမ်းစင်းသူတော်သုံးစုကိုလည်းလူတန်းနဲ့ညီမလေးမိခင်ကြီးကိုရည်စုခဲ့တယ်အခုလည်းမိခင်ကြီးယူစုပြီးတော့တသိန်းလောက်ထဲလူချင်းနဲ့ဆိုလို့မားခင်ထဲလူပေးလိုက်တော့မားခင်တော့၄သိန်းညီမလေးရဲ့မိခင်ကိုယူစုပြီးတော့မဝင်နေဦးမိသားစုကလည်းတသိန်းပေါ့နော်၅သိန်းခကြီးတော်နော်နည်းအမပန်းကအလှူ၂သိန်းကတော့မမခင်ကတသိန်းအမပါသွားတဲ့အမပေါ့နော်အဲဒီပလင်တော့ကလည်းမမခင်မွေးနေမှာအဲ့ဒီအမလည်းပလင်တော့ကလည်းတသိန်း မာတီထည့်ပြီးတော့မာကင်နှစ်သိန်းဆိုတော့၃သိန်းမာတီခဲ့တာအခုပန်ကာမှာလဲအဲ့ဒီတော့တီတီအောင်ပဲထပ်ပြီးတော့ဟိုဟိုရင်ညီမလေးတဲ့ငါလဲတသိန်းလောက်မာတီမယ်ဆိုတော့အတော်ဖြစ်သွားတော့ပန်ကာသွက်နှစ်သိန်းတော့မာတီခဲ့တယ်အဲ့တော့နောက်တစ်ပတ်ကျရင်တော့ဘာကျမလဲဆိုတော့ရွှေဈေးလက်ခလက်ခကိုစေးတုပ်တဲ့လက်ခရဲ့ပန်ကာရဲ့ဆက်ပြီးတော့လှူဒန်းမယ်အဲ့လိုပဲအရေးကြလေးလှူဒန်းတဲ့မာကင်ဒီတမယုံမမခင်တို့လှူထားတဲ့အကန့်နှစ်ကန့်နေမဟုတ်တမအောင်အောက်တစ်ထပ်တမအောင်တစ်ဆောင်လုံးကိုမာကင်ပန်ကာပေါ့နော် အပန်းကားလေးဆင်ပါဆရာတော်ကြိုက်တဲ့ပန်းကားကိုဆင်ပါဈေးနှုန်းကလည်း20ကျော်ခန့်လေတပြည့်တော့လူတန်းမဲ့ဆိုပြီးတော့ကတိလေးပေးခဲ့ပြီးအခုနှစ်သိန်းမှတည်နိုင်ခဲ့ပါတယ်ရှင်အဲ့ဒါလေးပါအဲ့လူရှင်များလည်းကျမပါချမ်းသာပါစေအဲ့တော့ marketing လူတယ်ဆိုပေမဲ့လဲခုနကပြောလို့ marketing ရဲ့ကတ်အလှူရှင်နေပါပဲရှင်ကတ်ကတ်ဝယ်ယုံနေတဲ့ကတ်ပတ်စံနဲ့လှူတဲ့အတွက်အချစ်လို့ရဲ့အလှူဖြစ်ပါလေရှင် အဲ့ဒါလေးထည့်ပြောတာပါရှင်အပြီးခဲ့တဲ့တစ်ပတ်က marketing ပြောသလိုကနန်းစီကြောကောင်းရင်ကောင်းသလို marketing ပေးမှဆိုတဲ့အတိုင်းပဲ main ပတ်တီ၄ပတ်တီတနင်္လာနေ့ညနေမှာအောင်မြင်တဲ့အချိန်မှာမမခင်ကဒုတိယပတ်တီနေနဲ့ဂျာရာပရင်းနေ့ညနေနောက်ဆုံးတိုင်းမှာနှစ်ပတ်တီအဲ့တော့ဂျာရာပရင်းနေ့ညနေမှာလည်း marketing ပြောတယ်နောက်ဆုံးတိုက်ပွဲလည်းနှစ်နှစ်တိုင်းရမယ်ပထမကတော့ marketing ကမနဲ့လည်းနှစ်ပိတ်ပြောက်တယ်ညနေလည်းနှစ်ပိတ်ပြောက်တော့အပိတ်ကိုပို့တယ်ဒါပေမဲ့ဂျာရာပရင်းနေ့ဗီဒီယိုမှာတော့ marketing က20တခုပြလိုက်တယ်တချောင်းလည်းပါ20ကတော့နှစ်ကလိုင်းထိပ်ပဲနောက်ဆုံးတိုက်ပွဲလည်းဖြစ်တဲ့ပတ်လိုက်တော့ဆိုပတ်လိုက်တော့ လေးပတ်ဒီအောင်မြင်တဲ့နှစ်ပတ်ဒီအောင်မြင်တဲ့ထုံးစံတိုင်းမားကတ်ကြာပေးတောက်ကြတက်ရောက်လာတဲ့လေးလုံးအခွေရလည်းတောက်ကြနေညနေမှာအောင်မြင်သွားတဲ့အတွက်ပထမဦးဆုံးဝင်လာတဲ့အဖွဲတွေကလည်းလေးပတ်ဒီရတယ်နှစ်ပတ်ဒီရတယ်လေးလုံးအခွေသုံးပင်ရပါတယ်အခုဒုတိယဝင်လာတဲ့ကြာပေးတောက်ကြအဖွဲကလည်းဂျင်းတ်သွားပါတယ်လေးလုံးအခွေမှာပေါင်ပါတဲ့အတွက်အဲ့တော့ဒုတိယဝင်လာတဲ့ကြာပေးတောက်ကြအဖွဲကလည်းလေးလုံးအခွေလည်းရတာတဲ့ဒီတစ်ပတ်အတွက်ကတ်အတွက်လည်းရတယ်ပေါ့နော်မားကတ်အဖွဲဝင်တော့ခေါ်ထားတယ်ဒါပေမဲ့ ခုနကပကီးရလည်းပင်မန်းတော့ရှိတဲ့လူလေးနဲ့ပေါ့နော်အသက်ဆောင်မဲ့ချစ်လို့ဒီတစ်ပတ်လည်း main ဘက်ဒီကစောရဲဆိုရင် market နောက်ထပ်ဒဏ္ဍာရီစီစဉ်ပေးပါမယ်ကြာတာပရေးတောက်ကြကိစ္စကတော့ market လိုအပ်မှတက်ခေါ်မယ်မုကနန်းကောင်းတဲ့အခြေအနေကောင်းလို့ဆို market ကြာပြီးတောက်ကြလူတွေတွေခေါ်ပေးမယ်နော်အခုတော့ဒီ main ဘက်ဒီအတွက်ပဲလူခေါ်ထားတာပေါ့နော်ကြာပြီးတောက်ကြ market မခေါ်ဘဲနဲ့ငွေတွေမလွှဲကြပါနဲ့ရှင် market ကြာပြီးတောက်ကြမှာကနန်းရှိတဲ့ဆိုမှခေါ်တော့မှလွှဲပေးနော်အဲ့ဒါလေးတော့ကြိုးပြီးတော့ပြောပြပါရစေ အခုကခကြီးကလည်းအရန်ပဲမှချောင်းနေရလဲဆိုလာအဲ့လိုပြောရအောင်နော်မာကင်ပြောပြမယ်16ရက်6လ2025နေပြော26လ2025တို့ဆန်ကားဒီပရိနေနဲ့88ပရိနဲ့37ပရိပရိနေနဲ့88ပရိနဲ့37ပရိရှယ်မွေးရှယ်မွေးဖြစ်သွားပြီဒုတိယတပတ်ဝင်လာပြီဖြစ်တဲ့အတွက်ရိုးရိုးမွေးမဟုတ်တော့ဘူး20အား2 90အားမနက်ပိုင်းတီးတန်းနှင်းနောက်ပိတ် အခြေအနေဘလို့လဲဘာညာဆိုမာခင်ကချစ်တို့အစဉ်ပြင်းလိုက်အချင်းအစဉ်ပြင်းလိုက်မလိုက်နဲ့မာခင်ကတော့ကြားစင်ရှိတဲ့အတွက်ဆက်ပြီးတော့ရေးပေးမှအဲ့တော့မာခင်နားလဲပေးပါအဲ့တော့ကိုပတ်တီကိုကမပြောင်းမာခင်ပြောတဲ့နှစ်နောက်ပိတ်ရှုံးတဲ့ဆိုတဲ့လူတွေအဲ့ဒီ၅ခွက်ရှိပါတယ်ဘာ၅ခွက်လဲဆိုလို့ရှိရင် ကိုကကိုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဘယ်ကဏ္ဍဖြစ်မကဲအရင်သားအရင်လုံးကဏ္ဍပြောပါတယ်ကဏ္ဍတစ်လုံးကပတ်တီးရနှစ်ပတ်ပြောက်တယ်ဆိုလို့ရှိရင်သူကပြန်ပေါ်လာရင်ချစ်တို့ရေဘလို့ပဲပေါ်ပေါ်ဈားထဲမှာကိုနှစ်တို့ကိုနှစ်ပဲထွက်ထွက်ကိုခွန်ပေါ်တော့မဆိုင်တဲ့ကဏ္ဍဘလို့ပဲထွက်ပလိစေမဖြစ်မနေဒီတကွက်ထွက်ပါတယ်ကိုအပူးဆိုတဲ့ကိုကိုနက်ခတ်ဆိုတဲ့ကို6အာပါဝါဆိုတဲ့ကို400ညီကိုဆိုတဲ့ကို600နဲ့90အာအမ90အာမွေးကနန်းတော့မပါဘူးဗောနော်အဲ့တော့မာကင်ပြောချင်တာပတိကိုမပြဘူးဂရန်တီတော့မတည်ဘူးမရှိဘူးမာကင်ပေးတဲ့မာကင် main ပတ်တီးထဲမှာလည်းဒီကနန်းမဟုတ် main ပတ်တီးကို marketing ကလောက်တာတက်တက်အဲ့လိုနှစ်ပတ်ပြောက်လို့ဆိုတော့အဲ့ဒါလေးခေါ်ရောင်းတဲ့ဥစားတော့မဟုတ်ဘူးဒါရိုးရှင်းတယ် marketing ကသူချစင်ကောင်းတဲ့သုံးပင်းစုံပတ်တီးဟူးမကျော်တထောင်ရာခံတော့ marketing main ပတ်တီးပဲရောင်းတာပါဒါကတော့ဘယ်အချိန်ထွက်မှန်းတော့မသိဘူးဒါပေမဲ့ကြားထဲမှာ marketing တခါတည်းချိုးပြောပါမယ်ဒီ၅ခွက်နဲ့မထွက်ပဲ၉ကတခြားဟာနဲ့ထွက်ခဲ့လို့ဆိုဒီ၅ခွက်ပြန်ပြီးတော့တခွက်ပြန်ဝင်ပါမယ်ဟိုပြီးခဲ့တဲ့တစ်ခေါက်ကညနေပိုင်းတီးတဲ့၅ပတ်တီးပြတဲ့၅နှစ်ပတ်ပြောက်တော့ marketing သူတွေ marketing ပြောတယ်ဘလို့၅ပဲထွက်ထွက် ပူပါဝါနှကန်းကြီးကိုထွက်လိုက်မယ်ဆိုတော့ငါးနှစ်နှစ်ငါးဆိုပြီးတော့အင်္ဂါနေ့ညနေထွက်သွားပြီးမှကြာတာပရင်းနေမနက်မှာမာကင်ပြောသလိုပဲ90ဆိုပြီးပါဝါပြန်ရိုက်လာတယ်။သူကနှစ်ပတ်ပြောက်ကနန်းဖြစ်တော့အဲ့တော့တခါတည်းမာကင်မှားတာတော့ဗောနော်။ကြားထဲမှာကိုကဘယ်ကိုပဲထွက်ထွက်နော်။ဒီကိုငါးခွက်ကထွက်ကိုထွက်မယ်။အဲ့တခါတည်းမှားတယ်နော်ချစ်တို့။ဘာဖြစ်လို့လဲဆိုတော့မာကင်မဖြေရင်လည်းမဖြေဘူးမပြောနဲ့။မာကင်ရေကိုတော့ထွက်သွားတယ်ဒီတခြားကိုကြီးထွက်တယ်အဲ့ဘယ်လိုလုပ်မှမမင်းနဲ့။ဒီငါးခွက်ကိုဆက်ကစားရမယ်။ကိုကနှစ်ပတ်ပြောက်ပြီးတော့အပူပါဝါနှကန်းကြီးကိုဗောနော်။အဲ့ဒီငါးခွက် ခရီးကလည်းပန်မောကလည်းမောတော့ပြီးတော့အကိုအတွက်လည်းစိတ်မကောင်းဖြစ်နေတယ်ဗောနော်အကိုဆိုဒီနေ့မနေ့ကတပိုးဝင်လာတဲ့ဒီနေ့စေးုံတင်လာရတဲ့အချိန်ကြီးကဟိုနေစိုးရင်ရတဲ့အချိန်ကြီးဖြစ်သွားတော့ရင်းနေလည်းမကောင်းဒါပေမဲ့ market ကိုမျောနေတဲ့တချို့ YouTube အချက်တွေရှိလို့ market တင်ပြတာဗောနော်အဲ့ဒါပါပဲမွေးကနေခွန်ချောင်းအမွေးမယ်ပြီးတော့ market 3D နောက်ထပ်တော့ကွဲမှတာ၅ချက်ချောင်းအပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ကတော့ market ိုမလိမ့်ပါဘူးဟိုယူကျူတော့မတက်ပြ 3B မှတ်သွားတာဘာမှတ်သွားလဲဆိုတော့ပြီးခဲ့တဲ့တပတ်မှတ်တာကဒါတပတ်ကမှတ်တာကတင့်ငါးနှစ်အာပြီးခဲ့တဲ့တပတ်မှတ်တာငါးငါးနှစ်အာဒါပေမဲ့ group အဖွဲ့တွေတော့မာခင်ရတဲ့လူတလောက်တော့တင်ပြလာဒါပေမဲ့မထွက်ဘဲနဲ့ဘာထွက်ဆိုတော့3-5နှစ်ကြီးထွက်သွားတယ် တလုံးပြောင်းအခုဒုတိယကြိမ်3 D ညအိမ်မက်မတဟာ၅ချက်ချက်အာမတ်တာတော့ဗောနော်အဲ့ဒါနှစ်ကွက်တွေတော့ထောက်ကပ်ပြီးတော့ဟိုက3 D မွေးရနေအဲမွေးရအောင်မလားဘာလားဆိုတော့မမင်းနဲ့မွေးမွေးကနန်းနဲ့ပတ်သက်ပြီးမမင်းနဲ့အချို့ဆန္ဒရှိရင်မွေးအချို့ဆန္ဒမရှိရင်လည်းမွေးတော့မာကင်ကထုတ်ပြီးပြီးပါရင်နော်ချားပြောက်ကအခုဒုတိယအိမ်မက်လည်းမာကင်ထုတ်ပြီးလိုက်တယ်ဒီဥစ္စာကတော့နှစ်ကွက်ကပြီးခဲ့တဲ့တစ်ပတ်မက်ကရက်အိမ်မက်ပါဒါမဲ့တင်းငါးနှစ်နဲ့ငါးငါးနှစ်မှာထွက်သွားတာ၃ငါးနှစ်ဖြစ်သွားဒီလိုအထိုင်အတိုင်းပဲမက်လို့ဒါမဲ့မာကင်အမြဲတမ်းပြောပါလေအာပါဆိုပြီးတော့ပြောတော့ 3-5နှစ်ဖြစ်သွားတယ်အခုထပ်ပြီးအိမ်မက်တာအဲ့ဒါလေးပေါ့ရှင်အားလုံးချစ်ပါတယ်ရှင် marketing လည်းနားလည်ပြီးပါနော်စိတ်လည်းဝန်းနေစရာရှိနေပါနော်